ရိပခအတွင်းမှာ24ချိန်မြောက်အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့အီရန်။အကြသည်မီကအပြစ်ခတ်ရစဲရဲတစ်ခုကိုကြေညာခဲ့ပေမဲ့ကောင်းငင်ရံမှာဝဲပြန်နေတဲ့ဒုံးကျည်တွေကတော့မရက်သေးပါဘူး။အစ္စရေးနဲ့အီရန်တို့ကြားကအပြစ်ခတ်ရစဲမှုကိုကမ္ဘာကတိတ်ဆိတ်ငြိမ်သက်စွာစောင့်ကြည့်နေချိန်မှာပောက်ကွဲသံတွေကဆက်လက်ရှိနေစေဖြစ်ပါတယ်။ဒီအခြေအနေဟာပုံမိုကျေပြန့်ပြီးအန်ရီများတဲ့စစ်ပွဲတစ်ခုစီကိုတစတစနဲ့ဥတီနေပြီဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြသနေပါတယ်။ ။အစ္စရေးအီရန်နဲ့အမေရိကန်တို့ဟာအင်အားသုံးမှုနဲ့တန်တမန်ရေးရာ ကစားပွဲရဲ့အန္တရာယ်အရှိဆုံးနဲ့အမှားမခံတဲ့အခြေအနေထဲမှာရောက်ရှိနေပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတိုင်းကနောက်ထပ်ကြီးမားတဲ့ပြစ်ပခတ်တစ်ခုကိုလမ်းကြောင်းပြောင်းပေးလိုက်နိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ဒီနေ့မှာတော့ဒီပြစ်ခတ်ရက်စဲခေါင်းစည်းသတင်းတွေရဲ့နောက်ကွယ်မှာဘာတွေတကယ်ဖြစ်နေသလဲ။နိုင်ငံတကာတန်တမန်ရေးရာလှည့်ကွက်တွေရဲ့နောက်ကွယ်မှာဘာလိဝတ်ချက်တွေရှိနေသလဲ။ပြီးတော့ပြစ်ခတ်ရက်စဲမှုကြီးညာပြီးမှတိုက်ခိုက်ကြတဲ့တိုက်ခိုက်မှုတွေကရော နှစ်ဖက်စလုံးနဲ့အရှိလဲပိုင်းဒေတာတစ်ခုလုံးပေါ်ဘလို့တက်ရောက်မှုတွေရှိမလဲဆိုတာကျွန်တော်နဲ့အတူဆန်းစစ်ကြည့်ရအောင်ပါဒီအချိန်မှာပဲသမ္မတဒေါ်နယ်ထရန့်ကရဲရင်ပြတ်သားတဲ့ကြေညာချက်တစ်ခုကိုမမျှော်လင့်ပဲထုတ်ပြန်ခဲ့ပါတယ်သူ့ရဲ့ပြောကြားချက်အရအစ္စရေးနဲ့အီရန်တို့ဟာအလုံးစုံနဲ့အပြည့်အဝအပြစ်ခတ်ရက်စဲဖို့သဘောတူညီခဲ့ပြီးစစ်ပွဲပြီးဆုံးသွားပြီလို့အသိပေးခဲ့ပါတယ်သူပြောတာကရှင်းလင်းပြီးပြတ်သားပုံရပါမယ်။မြေပြင်အခြေအနေမှာတော့သူပြောတာနဲ့ဆန့်ကျင်ပါပါပဲ။ အစ္စရေးဆိုရဘက်ကအများပြည်သူသိအောင်အပြစ်ခတ်ရစဲမှုနဲ့ပတ်သက်ပြီးတရားဝင်အတည်ပြုချက်တစုံတရာမပေးခဲ့ပါဘူး။တစ်ချိန်တည်းမှာပဲအီရန်ကလည်းတရားဝင်သဘောတူညီချက်မရှိဘူးလို့ချက်ချင်းပြန်လည်တွန်းလှန်ခဲ့ပါတယ်။သဘောတူညီချက်အစားအီရန်က သူတို့ရဲ့ကိုပိုင်အခြေအနေတွေကို ချမှတ်ခဲ့ပါတယ်။တီဟရန်ရာရှိတွေကအစ္စရေးကအရင်တိုက်ခိုက်မှုတွေရပ်တန့်မှသာစစ်ရေးလှုပ်ရှားမှုတွေကိုရပ်မယ်လို့ပြောဆိုခဲ့ပါတယ်။ဒီအပြင်သူတို့ဟာ တီရန်ဆန်တော်ချိန်မနက်၄နာရီကို နောက်ဆုံးသတ်မှတ်ရက်အဖြစ်သတ်မှတ်ခဲ့ပြီးအဲ့ဒီအချိန်မတိုင်ခင်အထိဘာမဆိုဖြစ်နိုင်ပါသေးတယ်လို့ဆိုခဲ့ပါတယ်။ဒီလိုရှင်းလင်းမှုမရှိတာကြောင့်နိုင်ငံတကာစောင့်ကြည့်သူတွေကြားမှာတိတိတသားစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။တမနာထရန့်ကဆိုရှယ်မီဒီယာမှာစစ်ပွဲပြီးဆုံးပြီလို့ကြေညာနေချိန်မှာနှစ်ဖက်စလုံးကနောက်ထပ်ပဋိပက္ခတွေအတွက်ဆက်လက်ပြင်ဆင်နေကြပါတယ်။အခြေအနေက တင်းမာနေခဲ့ပြီးအစ္စရေးဒါမှမဟုတ်အီရန်ဘက်က တရားဝင်အတီးပြုချက်မရှိတဲ့အတွက်အပြစ်ခတ်ရန်စဲရေးဟာလက်တွေ့ထံစာရွက်ပေါ်မှာသာပိုရှိနေခဲ့ပါတယ်။ဒါကြောင့်ကဘာကြီးဟာနောက်ထပ်ဘာရီဖြစ်လာမလဲဆိုတာကိုရင်တမမနဲ့စောင့်ကြည့်နေရတဲ့အခြေအနေကိုရောက်ရှိနေခဲ့ပါတယ်။တန်တမန်ရေးရာသတင်းရင်းမြစ်တွေရဲ့အဆိုအရအမေရိကန်ဟာနောက်ွယ်ကနေဆွေးနွေးမှုတွေနဲ့ဖိအားပေးမှုတွေအသုံးပြုပြီးအစ္စရေးနဲ့အီရန်တို့ကိုအပြစ်ခတ်ရန်စဲဖို့ဓာတ်ရိုက်တွန်းအားပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အရှေ့လေပိုင်းကနှစ်ဖက်စလုံးရဲ့တိတ်ဆိတ်နေမှုက ယုံကြည်မှုလုံးဝကင်းမဲ့နေတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါဗျာ။မြေပြင်ပေါ်ကတကယ်လက်တွေ့လှုံ့ဆော်မှုမရှိဘဲစကလုံးတွေတသက်ကဒုံးကြီးတွေကိုရပ်တန့်နိုင်မှာမဟုတ်ဘူးဆိုတာဒီအခြေအနေကပြသနေပါဗျာ။အပြစ်ခတ်ရစရေးတတ်မှတ်ချိန်မတိုင်မီမိနစ်ပိုင်းအလိုမှာအီရန်ကအစ္စရေးတောင်ပိုင်းရှိဘီယာရှိပါမြို့ကြီးကိုရုတ်တရက်ဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့်ကမ္ဘာကိုအံ့အားသင့်စေခဲ့ပါဗျာ။အ ਨੇ စုံဒုံးကြီး20ကိုပြစ်လွတ်ခဲ့ရမှာ အရက်သားနေထိုင်ရာနေရာတွေကိုထိမှန်ခဲ့ပြီးလူအများစုအိပ်ပျော်နေခြင်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လူ၄ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့ပါတယ်။အစ္စရေးကေဇယ်ရေးအဖွဲ့တွေရဲ့အဆိုအရတိုက်ခန်းတစ်လုံးလုံးပျက်စီးခဲ့ပြီး၃လုံးကလည်းအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။မြို့တော်ဝမ်းမှာအိုအော်တန်တွေစုညံနေချိန်မှာကေဇယ်ရေးသမားတွေကအပျက်စီးတွေကနေသေဆုံးသူတွေကိုဆွဲထုတ်ခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုဟာအစ္စရေးကစစ်စင်ရေးတွေရရင် သူတို့လည်းတိုက်ခိုက်မှုရပ်မယ်လို့အီရန်ကအစောပိုင်းကပေးပို့ခဲ့တဲ့ထုတ်ပြန်ချက်နဲ့တန်တန်ကြီးဆန့်ကျင်နေပါတယ်။ကျွမ်းကျင်သူတွေကဒီဒုံးကြီးပစ်လွှတ်မှုဟာသတ်မှတ်ချိန်မတိုင်မီအစ္စရေးကိုဖိအားပေးဖို့ဒါမှမဟုတ်လက်တုံပြန်ဖို့ယူရတယ်လို့ယုံကြည်ကြပါတယ်။ဒီလိုရက်ကြောင့်အစ္စရေးလူမျိုးထောင်ပေါင်းများစွာမိုးမလင်းခင်ဘုံခိုခြင်းတွေစီပြေးခဲ့ကြရပြီးလူလူကြားမှာကြောက်ရွံ့မှုတွေပြန်လည်ဖြစ်ပေါ်စေခဲ့ပါတယ်။တီဟီရန်ကဒါကိုချိန်ဆထားတဲ့တုံပြန်မှုလို့ပြောဆိုခဲ့ပေမဲ့ ဒီအချိန်ကိုက်တိုက်ခိုက်မှုကအီရန်ရဲ့ရည်ရွယ်ချက်အပေါ်တန်တရာတွေဖြစ်ပေါ်စေခဲ့ပါတယ်။ဘီယာရှိဘာမှာမိဂိုတွေတလူလူထွက်နေချိန်မှာငိမ့်ချမ်းရေးရနိုင်ခြေကညှော့နေလာခဲ့ပါတယ်။ဘီယာရှိဘာမြို့ကိုဒုံးကျည်ဖြစ်တိုက်ခိုက်ခံရပြီးနိုင်ပိုင်းအတွင်းမှာပဲအစ္စရေးကတုံ့ပြန်တိုက်ခိုက်မှုတွေကိုချက်ချင်းလှုံ့ဆော်ခဲ့ပါတယ်။အစ္စရေးတိုက်လေရင်တွေဟာအီရန်ပိုင်းနယ်ထဲကိုနက်နက်ဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်ပြီးလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့ပါတယ်။စစ်ရေးတုံးသက်သူများရဲ့အဆိုအရ ီတိုက်ခိုက်မှုအတွက်ပြစ်မှတ်တွေကိုဂရုတစိုက်ရွေးချယ်ခဲ့ပါတယ်။အီရန်ရဲ့စစ်ရန်တရားကိုအထောက်ပံ့ပေးတယ်လို့ယူဆရတဲ့စစ်ရေးသုံးရေဒါစကန်တွေနျူကလ িয়ার ဆက်ယုံတွေနဲ့အစိုးရအဆောက်အုံတွေပါဝင်ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်ဘက်မှလူ630ဦးသေဆုံးပြီး3000ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။သတင်းရင်းမြစ်များရဲ့ဖော်ပြချက်အရအီရန်ရဲ့နျူကလ িয়ার ဆက်ယုံတွေလည်းအကြီးအကျယ်ပျက်စီးခဲ့ပါတယ်။အထင်ရှားဆုံးတိုက်ခိုက်မှုတွေတဲကတခုကတော့ တီဟီရန်မှာရှိတဲ့နိုင်ငံရေးလှုပ်ရှားသူတွေကိုထိမ့်သိမ်းထားတဲ့နာမည်ဆိုးနဲ့ကြော်ကြတဲ့ even အကျဉ်ထောင်ကိုထိမှန်ခဲ့တာပါပဲ။တရင်ပိုးချက်များရာအစ္စရေးဒုံးကြီးတွေကအကျဉ်ထောင်ရဲ့အဓိကဂိမ်းမာကြီးကိုဖောက်ခွဲခဲ့တယ်လို့သိရပြီးဂျိုရုပုံရိပ်တွေမှာလည်းအဲ့ဒီနေရာကနေမိခိုးတွေထွက်နေတာကိုရှင်းရှင်းလင်းလင်းပြသခဲ့ပါဗျ။နောက်ထပ်တိုက်လျင်လှိုင်းတစ်ခုကအီရန်ရဲ့မြေအောက်ယူရေနီယံကျွဲဝမှုစခန်းဖြစ်တဲ့ဖိုဒိုးပုံဝင်ခြင်းကလမ်းတွေကိုပါတိုက်ခိုက်ခဲ့ပါဗျ။ ဒါဟာပြုပြင်ရေးလုပ်ငန်းတွေနဲ့ပစ္စည်းတွေသယ်ယူပို့ဆောင်တာကိုပိတ်ဆို့ဖို့ရည်ရွယ်တာဖြစ်နိုင်ပါတယ်။အစ္စရေးကပြစ်ခတ်ရစေးရေးကိုဆွန့်လွတ်ပြီးလို့တရားဝင်အတီးပြုခဲ့ခြင်းမရှိပေမဲ့သူတို့ရဲ့လှိမ်မြန်ပြီးတိကျတဲ့လုပ်ရက်တွေက message တွေကိုရှင်းလင်းစေခဲ့ပါတယ်။အလှိမ်မြန်တိုက်ခိုက်ပြီးမဟာဗျူဟာမြောက်ပြစ်မှတ်တွေကိုရွေးချယ်ပြီးတော့အရက်သားတွေတိုက်ခိုက်ခံခဲ့ရတဲ့အခါအင်အားသုံးပြီးတုံ့ပြန်ဖို့အစ္စရေးပြင်ဆင်ထားကြောင်းပြသခဲ့ပါဗျ။ Tel Aviv ကစစ်ရေးအရာရှိတွေကတိတ်ဆိတ်နေခဲ့ပေမဲ့ လေးလာ33ရဲ့အမြင်အရရည်ရွယ်ချက်ကအီရန်ရဲ့နောက်ထပ်တိုက်ခိုက်မှုတွေအတွက်ပူးပေါင်းဆောင်ရွက်နိုင်စမ်းကိုဟန့်တားဖို့ဖြစ်တယ်လို့ပြောဆိုကြပါတယ်။တူတောင်းတဲ့ချိန်တွေမှာပြစ်မှတ်များသောကိုတိကျသွားထိမှန်ခဲ့တဲ့စစ်စင်ရေးဟာမြန်မာရဲ့အစီအစဉ်ဆွဲမှုနဲ့အဆင့်မြင့်ထောက်လန်းစောင့်ကြည့်မှုတွေကိုထင်ဟပ်စေပါတယ်။လေတောင်းတိုက်ခိုက်မှုတွေရော့ကျသွားတဲ့အခါဒေသရင်းနိုင်ငံတွေကလည်းနောက်ထပ်ဘာတွေဖြစ်လာမလဲဆိုတာကိုပြင်ဆင်ထားခဲ့ကြပါတယ်။ အမေရိကန်ဟာလည်းအီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေကို တိုက်ခိုက်ရမှာဓာတ်ရိုက်ပါဝင်ခဲ့ပါတယ်။ဇွန်လ22ရက်နေ့မှာ American B2 Steel ပုံပါတွေဟာ Fordo ကြွယ်ဝမှုဆက်ရုံအပါအဝင်အဓိကနျူကလ িয়ার စခန်း3ခုကိုတိကျတဲ့တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ American စစ်တပ်အရာရှိများရဲ့ပြောကြားချက်အရဒီတိုက်ခိုက်မှုတွေကိုအီရန်ရဲ့နျူကလ িয়ার စီစဉ်ကို လုံးဝဖျက်ဆီးပစ်ဖို့မဟုတ်ဘဲနှေးကွေးအောင်ပြုလုပ်ဖို့သာရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ Pentagon ရာရှိတွေရဲ့အဆိုအရ ီဘုံချိတ်လျင်တွေကမြေအောက်အဆောက်အုံတွေကိုထိထိရောက်ရောက်ပျက်စီးစေတဲ့ဘန်ကာဖြတ်ဘုံတွေအသုံးပြုခဲ့ပါတယ်။စစ်ဘက်ဆိုင်ရာဂျူရူပုံရိပ်တွေကလည်းဘုံချရောက်မှုကြောင့်ပျက်စီးသွားတဲ့အမှတ်အသားတွေနဲ့မြေအောက်ခံတပ်တွေရဲ့ပြိုကျနေတဲ့အစိတ်ပိုင်းတွေကိုနောက်ပိုင်းမှာအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့လည်းအမေရိကန်သတင်းရင်းမြစ်တွေကဝန်ခံပြောဆိုခဲ့တာကတော့ဒီတိုက်ခိုက်မှုတွေဟာအီရန်ရဲ့နျူကလ ియర్ စီစဉ်တိုးတက်မှုကိုလအနေငယ်လောက်ပဲနှောင့်နှေးစေမှာဖြစ်ပြီးလုံးဝရပ်တန့်နိုင်မှာမဟုတ်ပါဘူး။ ထောက်လန်းရေးအစီရင်ခံစာများအရလည်းဘုံမကျဲခင်လေးမှာပဲအီရန်ကအဓိကနျူကလ িয়ার ပစ္စည်းတချို့ကိုစခန်းတွေကနေရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းထုတ်ဖော်ခဲ့တာလည်းရှိပါသေးတယ်။ဒီဂျိုဒင်လှုပ်ရှားမှုကလည်းအီရန်ရဲ့နျူကလ িয়ার ကြီးမန်းချက်တွေအတွက်အတားအဆီးအစ်တွေဖန်တီးပေးခဲ့ပါတယ်။ဒီလိုတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တာကအမေရိကန်ရဲ့ချိန်ဆထားတဲ့လုပ်ရက်တစ်ခုဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ဒီလုပ်ရက်ဟာစစ်ပွဲလုံးဝဖြစ်ပွားလာကိုရှောင်ရှားဖို့နဲ့အခြေအနေကိုထိန်းချုပ်နိုင်ကြောင်းဝါရှင်တန်ကပြသလိုက်တာဖြစ်ပါတယ်။ အစ္စရေးနဲ့ပူးပေါင်းပြီးမှန်ကန်တဲ့အချိန်ကိုရွေးချယ်တိုက်ခိုက်လိုက်တာကအမေရိကန်တပ်ဖွဲ့တွေအန်ဒီရဲမရှိသေးတဲ့အပြင်နျူကလ িয়ার နဲ့ပတ်သက်တဲ့အီရန်ရဲ့ရွေးချယ်စရာလမ်းကြောင်းတွေကိုရှော့ချဖို့ရည်ရွယ်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့အတူအမေရိကန်ဟာပဋိပက္ခတွေကိုပုံမိုပွန့်ပွန့်လင်းလင်းဝင်ရောက်လာခဲ့ပြီးအီရန်ရဲ့တုံ့ပြန်မှုကိုအနီးကပ်စောင့်ကြည့်လာပါတော့တယ်။အီရန်ကအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုချက်ချင်းလက်တုံ့ပြန်ခဲ့ပါတယ်။ကာတာမှာရှိတဲ့အမေရိကန်စစ်ရေးတပ် အချက်ချကြတဲ့ LED leader စခန်းကိုဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရေးတုံးသက်သူများရဲ့အဆိုအရဒီလို့ရက်ကအီရန်ဟာအစ္စရေးကိုသာမကပဲဒေတာရင်းကအမေရိကန်တပ်ဖွဲ့တွေကိုပါတိုက်ရိုက်တုံ့ပြန်မှုအဆင့်သင့်ဖြစ်နေပြီဆိုတော့ပြင်းထန်တဲ့အချက်ပြမှုတစ်ခုပဲဖြစ်ပါတယ်။ကာတာစစ်တပ်ရဲ့ထုတ်ပြန်ချက်အရဒီတိုက်ခိုက်မှုတွင်ဒုံးကျည်16သင်းကိုပစ်ခတ်ခဲ့ပါတယ်။စခန်းရဲ့ကာကွယ်ရေးစနစ်တွေကဒုံးကျည်73သင်းကိုဟန့်တားခဲ့ပြီးဒဇင်းကတော့တိုက်ခိုက်မှုမပေးနိုင်တာကြောင့် တမင်တကာလှစ်လျူရှုခဲ့ပါတယ်။ကြံရှိတဲ့၅ဆင်းကတော့လေထဲမှာပျက်စီးသွားတာနဲ့ပြစ်မှတ်ကိုမရောက်ဘဲပြတ်ကျသွားခဲ့ပါတယ်။ကံကောင်းထောက်မှသာနဲ့ဒီတိုက်ခိုက်မှုကြောင့်စခန်းတွင်းမှာထိခိုက်ဒဏ်ရာရသူတွေနဲ့သေဆုံးသူမရှိခဲ့ပါဘူး။ကာတာလီတစခန်းကိုတိုက်ခိုက်မှုကြောင့်နိုင်ငံများစွာပါဝင်လာမဲ့စစ်ပွဲကြီးတစ်ခုဖြစ်လာမှာကိုစိုးရိမ်နေခဲ့ကြပါတယ်။အမေရိကန်ပြည်ထောင်စုကဒီတိုက်ခိုက်မှုကိုတရားဝင်အတည်ပြုခဲ့ပေမဲ့ဘာမှအရေးမပါတဲ့ကလေးကလာအကွက်လေးတွေလို့သဘောထားခဲ့ပါတယ်။ ဒါပေမဲ့လည်းကာတာအစိုးရကတော့ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။ကာတာနိုင်ငံသားဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဒီတိုက်ခိုက်မှုကသူတို့ရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်တယ်လို့ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါတယ်။ဒါအပြင်နိုင်ငံတကာဥပဒေကိုစန့်ကျင်ပြီးအရက်သားနယ်စစ်ဘက်ဆိုင်ရာအခြေစိုက်စခန်းကိုတိုက်ခိုက်ခဲ့တာကြောင့်သူတို့ရဲ့လေကြောင်းပိုင်နက်ကိုယာယီပိတ်ခဲ့တာဖြစ်ပါတယ်။ဒီလိုရကြောင်ပင်လယ်ကွေ့ဒေသတစ်လျှောက်လေကြောင်းခရီးစဉ်တွေနိုင်ပြည်ပေါင်းများစွာနှောင့်နှေးပြီးခရီးသွားလာမှုပြတ်တောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ အီရန်ဘက်ကတော့ဒီစကန်ကိုအရက်သားအေရိယာတွေနဲ့ဝေးလို့ရွေးချယ်ခဲ့ကြောင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။စစ်ရေးလေလာသူများရဲ့သုံးသပ်ချက်အရတိုက်ခိုက်မှုကြောင့်ပျက်စီးမှုကနည်းနေပေမဲ့လို့ဒါဟာအီရန်ကိုဖိအားပေးလို့ရင်အမေရိကန်ပိုင်ဆိုင်မှုတွေကိုတိုက်ခိုက်ဖို့အသင့်ရှိကြောင်းပြက်ပြက်သားသားပြသခဲ့တာပါ။ဒီလက်တော့ပြန်မှုတွေနဲ့တူစစ်မြေပြင်ဟာကျယ်ပြန့်လာပြီးပုံမှုကြီးမားတဲ့ဒေတာရင်းပဋိပက္ခဖြစ်နိုင်ခြင်းအန်ရီယယ်တွေလည်းတိတိတတ်တာတိုးလာခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ကမ္ဘာတဝန်းမှာအ धिक စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။နိုင်ငံတကာအဖွဲ့အစည်းများရဲ့တောင်းဆိုချက်အရကမ္ဘာနိုင်ငံများစွာကနှစ်ဖက်စလုံးတည်တည်ငြိမ်ငြိမ်ရှိဖို့နဲ့အကြမ်းဖက်မှုတွေထပ်မံမလုပ်ကြဖို့တောင်းဆိုခဲ့ကြပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံများဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့ကုလသမဂ္ဂတို့ကအစ္စရေးနဲ့အီရန်နှစ်ဖက်စလုံးကိုအကြမ်းဖက်မှုတွေထပ်မံမလုပ်ဖို့နဲ့တန်တမာရေးရာဆွေးနွေးပွဲတွေစီအ мян ဆုံးပြန်သွားဖို့ချက်ချင်းတိုက်တွန်းခဲ့ပါတယ်။ နိုင်ငံရေးသမားတွေကငြိမ်းချမ်းရေးအကြောင်းပြောဆိုဆွေးနွေးနေချိန်မှာတာမန်ပြည်သူတွေကတော့စစ်ပွဲရဲ့ဒဏ်ကိုတိုက်ရိုက်ခံစားနေကြရပါတယ်။အစ္စရေးမှာအီရန်ရဲ့ဒုံးကျည်တိုက်ခိုက်မှုနောက်ပိုင်းလေဆိပ်တွေအလုံးကိုအချိန်တော်ကြာပိတ်ခဲ့တာကြောင့်နိုင်ငံတကာလေကြောင်းခရီးစဉ်ဒါဇင်ပေါင်းများစွာကိုဖျက်သိမ်းတာလမ်းကြောင်းပြောင်းတာတွေလုပ်ခဲ့ရပါတယ်။နိုင်ငံတော်ဝန်မှာအရေးပေါ်အိုးအော်တန်တွေဇက်တိုက်ထွက်ပေါ်ခဲ့ပြီးထောင်နဲ့ချီတဲ့ပြည်သူတွေဟာသူတို့ရဲ့အသက်အန္တရာယ်အတွက်မြေအောက်ဘုံခိုခြင်းတွေစီအသေးအံခိုလုံခဲ့ရပါတယ်။ ကာတာမှာလည်းအလားတူပဲစစ်ရေးတိုက်ခိုက်မှုကြောင့်နိုင်ငံရဲ့လေကြောင်းပိုင်နက်ကိုယာယီပိတ်လိုက်ရပါတယ်။ဒီလိုပိတ်လိုက်တာကြောင့်ခရီးသည်တင်လေယာဉ်တွေကိုမြေထဲပင်လဲပေါ်ကနေလမ်းကြောင်းပြောင်းခဲ့ရပြီးတချို့ကတော့အဓိကလေဆိပ်တွေမှာဆင်းသက်ခဲ့ရပါတယ်။ဒီလိုရုတ်တရက်ပြတ်တောက်မှုတွေကြောင့်ခရီးသည်ယာနဲ့ကြီးပြီးအထူးသဖြင့်ဒိုဟာနဲ့တဲလ်အဗစ်အနီးတစ်ဝိုက်မှာခရီးသွားတွေတောင့်တင်ခဲ့ကြပါတယ်။အမေရိကန်ရဲ့ဥရောပလေကြောင်းလိုင်းတွေအပါအဝင်နိုင်ငံတကာလေကြောင်းလိုင်းတွေဟာပြည်ပခဆောင်တွေရဲ့ကိုရှောင်ဖို့ သူတို့ရဲ့လေကြောင်းလမ်းကြောင်းတွေကိုပြောင်းလဲခဲ့ရပြီးတချို့ဆိုရင် data ring ကိုလေကြောင်းခရီးစဉ်တွေလုံးဝရပ်ဆိုင်းခဲ့ပါတယ်။ဒီရုပ်တရက်ပြောင်းလဲမှုတွေကစစ်ပွဲဟာအရက်သားတွေရဲ့နေစဉ်ဘဝနဲ့ခရီးသွားလာရေးကိုပါဘလောက်အန္တရာယ်ပေးနိုင်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပေါ်လွင်စေပါတယ်။တင်းမာမှုတွေမြင့်တက်လာတာနဲ့မျှကမ္ဘာလုံးဆိုင်ရာစိုးရိမ်ပူပန်မှုတွေလည်းတိုးလာခဲ့ပါတယ်။စစ်ရဲ့ကြိုးတက်ရောက်မှုကစစ်မြေပြင်မာတွင်ရှိမနေတော့ဘဲအရှေ့လေပိုင်းနဲ့ဝေးကွာတဲ့လေဆိပ်တွေ မြို့ကြီးတွေနဲ့မိသားစုတွေစီကူပါရောက်ရှိလာခဲ့ပါတယ်။အရက်သားတွေပေါ်မှာဒီလိုတက်ရောက်မှုတွေကြီးထွားလာတာကကမ္ဘာခေါင်းဆောင်တွေကို နောက်ထပ်တိုက်ခိုက်မှုတွေမဖြစ်အောင်ပုံပြီးအသေးအတန်ရပ်တန့်စေခြင်းဈေးခဲ့ပါတယ်။အစ္စရေးနဲ့အီရန်ကြားကပြစ်ခတ်ရဲစဲရေးဟာကြာရှည်မခံနိုင်ဘူးလို့စိုးရိမ်မှုတွေရှိနေပါတယ်။ဘာလို့လဲဆိုတော့နှစ်ဖက်စလုံးကအချင်းချင်းအကြီးအကျယ်တန်တရားဝင်နေကြပြီးသဘောတူညီချက်ရဖို့ဝေးကွာနေသေးပါ။ တမ်မရာထရန်ကဒီပြိပခါကို12ရက်စစ်ပွဲလို့ခေါ်ပြီး1969ခုနှစ်6ရက်စစ်ပွဲနဲ့နှိုင်းရှင်ခဲ့ပေမဲ့စစ်ရေးကျွမ်းကျင်သူတွေကတော့အခြေအနေကလုံးဝမပြီးဆုံးသေးဘူးလို့ယုံကြည်ကြပါတယ်။အစ္စရေးကအီရန်ဟာစစ်ရေးလှုပ်ရှားမှုတွေကိုလုံးဝရပ်တန့်ပြီး တကယ့်နျူကလ িয়ার ဆွေးနွေးပွဲတွေစီပြန်လာမှသာအပြစ်ခတ်ရဆက်ရုပ်ကိုထောက်ခံမယ်လို့ရှင်းရှင်းလင်းလင်းပြောထားပါတယ်။အခြားတစ်ဖက်မှာတော့အီရန်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေသည်ဖြင့် အထူးသဖြင့်သူတို့ရဲ့နျူကလ িয়ার ဆက်ရုံတွေအကြီးအကျယ်ပျက်စီးပြီးနောက်မှာပူးပေါင်းဆောင်ရွက်စရာအကြောင်းမရှိဘူးလို့မြင်နေပါတယ်။စည်ရည်လေးလာသုံးသက်သူတွေကတကယ်တန်တမန်ရေးရာတိုးတက်မှုမရှိရင်ဒေတာရင်းဟာလာပေါင်းများစွာဒါမှမဟုတ်နှစ်နှစ် GB ဆက်ရှိနေနိုင်ပြီးတော့ဂါဇာလိုမပြီးဆုံးနိုင်တဲ့ပဋိပက္ခတွေကိုကြားရောက်သွားနိုင်တယ်လို့သတိပေးခဲ့ကြပါတယ်။ဒီလိုပဋိပက္ခမျိုးကရှင်းလင်းတဲ့အနိုင်ရသူမရှိဘဲနှစ်ဖက်စလုံးကိုတဖြည်းဖြည်းချင်းအားနည်းစေပြီး အရက်သားတွေနဲ့အိန္ဒိယနိုင်ငံတွေအတွက်အခြေအနေကိုပိုပြီးအန္တရာယ်များစေနိုင်ပါတယ်။ထောက်လန်းရေးစီရင်ခံစားရေးကအီရန်မှာဒုံးကျည်ပစ်လွှတ်နိုင်စွမ်းတွေရှိနေသေးဖြစ်ပြီးဖိအားအောက်မှာနောက်ဆုတ်ဖို့မဖြစ်နိုင်ဘူးလို့ပြသထားပါတယ်။တချိန်တည်းမှာပဲအစ္စရေးကသူ့ရဲ့စစ်တပ်ကိုအမြင့်ဆုံးသတိအဆင့်မှာထားရှိပြီးနောက်ထပ်လေကြောင်းတိုက်ခိုက်မှုတွေဘယ်အချိန်မှဆိုဖြစ်နိုင်ကြောင်းအချက်ပြနေပါတယ်။တကယ်လို့ခိုင်မာတဲ့သဘောတူညီချက်တစ်ခုမကြခင်မရရှိဘူးဆိုရင်ဒီအဖြစ်ခက်ရစေးကြီးဟာစစ်ပွဲကြီးတစ်ခုစဖို့ ခဏနားချိန်လေးတခုသာဖြစ်လာနိုင်ပါတယ်။အစ္စရေးနဲ့အီရန်ကြားကဒီပဋိပက္ခဟာအန်ဒီရဲ့ရှိတဲ့အခြေအနေတွေကိုရောက်ရှိလာခဲ့ပါတယ်။ခိုင်မာတဲ့စကားလုံးတွေနဲ့ကြေညာခဲ့ပေမဲ့အပြစ်ခက်ရဲစဲရေးမှာအကြောင်းတွေပြည်နေပါတယ်။အီရန်ကတရားဝင်သဘောတူညီချက်ကိုငြင်းဆိုခဲ့တာတတ်မှတ်ချိန်မတိုင်ခင်ဒုံးကြီးပြစ်လွှတ်ခဲ့တာနဲ့အစ္စရေးရဲ့လင်းမြန်တဲ့တုံ့ပြန်တိုက်ခိုက်မှုတွေကနှစ်ဖက်စလုံးစစ်အတွက်အသင့်ရှိနေကြောင်းပြသနေပါတယ်။လူတွေပေါ်တက်ရောက်မှုကလည်းပြင်းထန်နေပါပြီ။ ရာနဲ့ချီတေဆုံးထောင်နဲ့ချီတန်ရာရရှိပြီးအရေးကြီးအခြေခံအဆောက်အုံတွေပျက်စီးခဲ့ပါတယ်။ American ရဲ့ B2 ပုံကျဲလင်ယာဉ်တွေနဲ့ဗျူဟာမြောက်ပအဝင်ပတ်သက်မှုကတော့ Iran ရဲ့ nuclear စီစဉ်ကိုလက်အနှဲငယ်ပဲနှောင့်နှေးစေခဲ့ပါတယ်။ Iran က American စခန်းကိုလက်တုံပြန်တိုက်ခိုက်ခဲ့တာကလည်းတေဆုံးမှုမရှိပေမဲ့ဒေသတဝန်းမှာစိုးရိမ်မှုတွေတိုးပွားစေခဲ့ပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကစိတ်ထိတ်မှုတောင်းဆိုနေပေမဲ့ငြိမ်းချမ်းရေးကမရေရာသေးပါဘူး။စစ်ရေးပြင်ဆင်မှုတွေ ဒေါသထွက်နေတဲ့ပြောဆိုမှုတွေနဲ့ပျက်စီးနေတဲ့ယုံကြည်မှုတွေကဒီအခြေအနေကိုပိုပြီးဆိုးရွားစေနိုင်ပါတယ်။အစာပိုင်းကကန့်သက်ထားတဲ့တိုက်ပွဲတစ်ခုဖြစ်စတင်ခဲ့တာကအခုချက်ချင်းတန်တမာရေးရာစတင်တာမျိုးမရှိရင်ကြာရှည်ပြီးပျက်စီးစေတဲ့ပြိပခါတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါဟာဒေတာရင်းပြဿနာမဟုတ်ပါဘူး။ကဘာလုံးဆိုင်ရာပြဿနာတစ်ခုပါ။နောက်ထပ်လှုပ်ရှားမှုတိုင်းကအရှိလေပိုင်းရဲ့အနာဂတ်နဲ့အခြားဒေတာတွေရဲ့အနာဂတ်ကိုပါပုံဖော်ပေးသွားပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။